သီဝိတကဒရဓမ္မဗန္တာဂာရိကကျေးဇူးတော်ရှင်မင်းကုန်းဆရာတော်ဘုရားကြီးဦးစီးရေသာစီရတော်မူသည်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် ကျမ်းစာတော်မြတ်ကြီးအုတ်ရည်တော်အဖြစ်ရှုပ်ရှိသည့်အနက်6အုံမြောက်အတွေ့အဖြစ်ပြည်စမာတွဲကိုဆက်လက်ဖကြပူဇော်ပါမယ်စာမျက်နှာနံပါတ်288အရိယသစ္စာ၄ပါးကို ဟောကြားတော်မူခြင်း သူကအမြဲစွာဘုရားရှင်သည်အရှင်အာနန္ဒာကိုခြေသားအာနန္ဒာလာတော်ကြကုန်စုကောတိရွာတို့တော်ကြကုန်အံဟုမိန်တော်မူ၏ကောင်းပါပြီမြတ်စွာဘုရားဟုအရှင်အာနန္ဒာသည်မြတ်စွာဘုရားမိကြချက်ကိုဝန်ခံစကားလျှောက်ထား၍ရှင်းနည်းအတူယဟန်တို့ကိုစည်းဝေးစေလိထိုအခါမြတ်စွာဘုရားသည်ယဟန်အပေါင်းနှင့်အတူတကား ကောတိရွာတို့ကြွားရောက်တော်မူပြီးလျင်ထိုရွာ၌သတင်းသုံးနေတော်မူ၏။ကွင်းစဤ၌မဟာပနာရမင်းဤပြက်သက်စွန့်ကြရာဌာန၌တည်သောရွာဖြစ်သောကြောင့်ထိုရွာ၏အမည်မှာကောတိရွာဟုတွင်လေသည်။ကွင်းဘက်ထိုအခါမြတ်စွာဘုရားရှင်သည်ယဟန်တို့ကိုဤဆိုရတန်သောအတိုင်းအရိယသစ္စာ၄ပါးတရားကို ောကြားတော်မူ၏ယဟန်တို့အရိယသစ္စာ၄ပါးတရားတို့ကို လျော်ကန်စွာမသိခြင်းထိုးထွင်း၍မသိခြင်းကြောင့်ငါဖျားသည်၎င်းသင်ချစ်သားတို့သည်၎င်းရှေလျာလစွာဤတန်တရားကာလပတ်လုံးဘဝတခုမှာဘဝတခုတို့မယမနာပြေးသွားခဲ့ရပြေးသွားအပ်ခဲ့လိမ့်မည်ဘဝတခု၌ထက်ခါထက်ခါမယမတီ ကျင်လေခဲ့အပ်လီပြီအဘယ်လေးပါးတို့ကိုမတည်ခြင်းကြောင့်ဤဟူမူကားသာမဏေနံပါတ်289ယဟန်တို့စင်ရဲ့အမှန်ဒုက္ခအရိယအသစ္စာကိုလျောကန်စွာမတည်ခြင်းထိုးထွင်း၍မတည်ခြင်းကြောင့်ငါဘုရားသည်၎င်းသင်ချစ်သားတို့သည်၎င်း ရှင်လျာလာစွာဤတန်တရာကာလပလုံးပြေးသွားခဲ့ရလှလီပြီကျင်လေခဲရလှလီပြီနံပါတ်1ယဟန်တို့စင်ရဲ့ဖြစ်ကြောင့်အမှန်တမှုရိယအရိယအသစ္စာကိုပေရလနံပါတ်2ယဟန်တို့စင်ရဲ့ချုပ်ရာအမှန် နိရောဓအရိယသစ္စာကိုပေရာလနံပါတ်3ယဟန်တို့စေရချုပ်ရာတို့ယောက်ျားလမ်းစဉ်အမှန်မကအရိယသစ္စာကိုလျော်ကန်စွာမတိခြင်းထိုးတွင်း၍မတိခြင်းကြောင့်ငါဖျားသည်၎င်းသင်ချေသားတို့သည်၎င်းရှေလျာလစွာဤတန်တရာကာလပလုံးပြေးသွားခဲ့ရလှလိမ့်မည် ကျင်လေခဲ့ရလှလိမ့်ပြီရဟန်းတို့ယခုအခါငါဘုရားသည်ထိုစိရဲ့အမှန်ဒုက္ခအရိယာတစ္ဆာကိုလျော်ကန်စွာသိရပြီထိုတွင်ရွေလက်သိရပြီထိုစိရဲ့ဖြစ်ကြောင်းအမှန်သမှုရိယအရိယာတစ္ဆာကို ပေရလထိုစိရဲ့ချုပ်ရာအမှန်និရောဓအရိယာတစ္ဆာကို ပေရလထိုစိရဲ့ချုပ်ရာတို့ယောက်ျောင်းလန်းစဉ်အမှန်မဂ္ဂအရိယာတစ္ဆာကိုလျော်ကန်စွာသိရပြီ ထိုးထွင်း၍လည်းသိရပြီဘဝ၌တမတ်တသောဘဝတဏကိုအကျွင်းမဲ့အမြင့်ပြတ်ဖြတ်အပ်လီပြီငါဖျားဤတန်တန်ဝဲဘဝအသစ်သို့ဆွဲဆောင်တတ်သည့်ကျိုးနှင့်တူစွာဘဝတဏသည် ကုန်ခဲ့လီပြီယခုအခါငါဖျားအဖို့ရာတပံဘဝအသစ်၌ဖြည့်ခြင်းမရှိတော့ဘူးဟောကြားတော်မူ၏ဝိဇ္ဇဤ၌ မဲ့ဤရှိရဖို့လောကီဝိပဿနာဉာဏ်ဖြင့်တည်ခြင်းကို ပါဠိလိုအနုဘောဓတိမြမာလိုလျောကံစွာတည်ခြင်းဟုခေါ်၏မဲ့ဉာဏ်ဖြင့်ကိလေသာကိုဖြိုခွဲဖြက်စီဖောက်ထွင်းပြီးတည်ခြင်းကိုပါဠိလိုပတိဝေရတိမြမာလိုထိုးထွင်း၍တည်ခြင်းဟုခေါ်၏တွင်ပဲ့ မြတ်စွာဘုရားရှင်သည်ဤစကားကို မိန့်တော်မူပြီးလျင်ဤဆိုလက်တန်သော စကားကိုလည်းမိန့်တော်မူပြန်၏။စာမျက်နှာနံပါတ်290စတုဏ္ဏအရိယသစ္စာနံယထာဘူတံအထတနာတန်တိတံဒီကမတ်ဒါနံတာတုတာသွေဝစာတိတုဘိကဝေယဟန်တော်မြအိုချစ်သားတို့ စတုံတန်၄ပါးကုန်သောအရိယသစ္စာနံအရိယအဖြစ်ကိုစင်စစ်ပြုတတ်သည့်၄ရဲ့သစ္စာနည်းနည်းစွာတို့ကိုယထာဘုဒ္ဓံမပေါ့မပြန်အမှန်တိုင်းအထဒနာဝိပဒနာဉာဏ်မဉဏ်တို့ဖြင့်ဝေဖန်ထိုးထွင်းမသိမမြင်ခြင်းကြောင့်ဒီကမထာနံရှေလျာလစွာတန္တရာကာလပလုံးတာတုတာသွေဝဇာတိတု ထိုထိုရုပ်မြတ်ဘဝဇတ်တို့၌တာလင်တန်တိတံမရက်မတိကျင်လေကဲလှလီပြီဒါနိဧဒါနိဒိဋ္ဌာနိဘဝနိတိတမှုဟတာဩစေနံမူလံဒုက္ခတာနတ္ထိဒါနိပုဏ္ဏဘောဘေကဝေယဟန်တော်မြအိုချစ်တာတို့မယားလူသုံးပါးတို့ဆရာငါဘုရားတည် တာနိဧတာနိထိုလေးရဲ့သစ္စာနဲ့နဲစွာတို့ကိုဒိဋ္ဌာနိကိစ္စလေးထအရတဘူတန်ရောက်အောင်ပြီးမြောက်ကုံစင်တိမြင်အကုန်ပြီးဘဝနိတိဘဝလွန်ကျို့တနာဇိုးကိုတမူဟတာ ကောင်းစွာပေဖြောက်နှုတ်နှုတ်ဖြတ်တောက်အပ်လီပြီးတမူဟတာကောင်းစွာပေဖြောက် ဖြတ်နှုတ်နှုတ်ဖြတ်တောက်အပ်လီပြီဒုက္ခတာစက်တန်တာရဝိဒုက္ခဤမူလံဖြစ်စေတုံလင့်အကြောင်းရင်းတနာလောဘကိုအုတ်စိန်နံအနုတယအမြင့်မကြံပယ်လံဖြတ်တောက်အပ်လီပြီမေလူသုံးပါးတို့ဤဇယငါမေလူသုံးပါးတို့ဤဇယဖရာငါဤအဖို့ရာပုဏဘောတပံဘဝတေဝဖြစ်ရခြင်းပရိတန်တိတိ နတ်ထီတဇိုးတစီမရှိတော့ပြီဤတရားဂါထာကိုလည်းဟောတော်မူပြန်ဤစာမေနာနံပါတ်291မြတ်စွာဘုရားရှင်သည်ထိုကောတိရွာ၌နေတော်မူစဉ်လဲရှေဖို့ပြရာပါအတိုင်းပြိဋိဘံစံတော်မူရန်အချိန်ဤကဲ့လာပြီဖြစ်သောကြောင့်ယဟန်တို့ကိုစုံးမတော်မူလက်သည်ရှိတော်ဤဆိုလက်တန်တော့တရားစကားကိုသာယဟန်တို့ဟာအချိန်များစွာ ဟောကြားတော်မူ၏ဤကသီလသည်ဤကသမာဓိသည်ဤကပညာသည်သီလ၌တည်၍ဖြစ်စေသောသမာဓိသည် များသောအကျိုးအာနိသင်ရှိသမာဓိ၌တည်၍ဖြစ်စေသောပညာသည်များသောအကျိုးအာနိသင်ရှိပညာ၌တည်၍ဖြစ်စေသောစိတ်သည် ကာမတဝဘဝတဝအဝိဇ္ဇာတဝတိဟူသောအာတောတရားတို့မှအရေးအမြတ်များမကြံရအောင် ကောင်းစွာပင်လင်လွတ်မြောက်၏ဟုဤတရားစကားကိုသာကျိန်ဖန်များစွာဟောကြားတော်မူ၏နာတိကရွာတို့ကြွတော်မူ၍စုံနေခြင်းသဘောမရှိ အထက်မတ်လင်လာရာရှိသူတို့ကို ဟောတော်မူခြင်းထိုအခါမြတ်စွာဘုရားရှင်သည်ကောတိရွာ၌အလိုရှိသမျှနေတော်မူပြီလျင်အရှင်အာနန္ဒမထေရကို အာနန္ဒာလာသွားကြကုန်စို့နာတိကရွာတို့ သွားရောက်ကြကုန်စို့ဟုမိတ်တော်မူ၏ကောင်းပါပြီမြတ်စွာဘုရားကိုရှေးအာနန္ဒာသည်မြတ်စွာဘုရားမိကြချက်ကိုဝန်ခံစကားလျှောက်ထား၍ရှင်းဤအတူရဟန်းတို့ကို စီဝေးစေလေ၏ထိုအခါမြတ်စွာဘုရားသည်ယဟန်းအပေါင်းနှင့်အတူတကားနာတိကရွာတို့ကြွရောက်တော်မူပြီလျှင် ထိုနာတိကရွာ အုပ်เจ้า၌တရင်သောနေတော်မူ၏ ကွင်းစာဤနိုင်တစ်ဖက်ဆေကံကြီးတစ်ခုကိုအမိပြု၍ဘာကြီးဘာတွေးညီအကိုနှစ်ဦးတို့ဤသားနှစ်ယောက်တို့ဥဆောင်ဥဆောင်တည်သောရွာနေရွာတို့ရှိကြ၏သားနှစ်ယောက်တို့ဥဆောင်တည်သောရွာနေရွာတို့ရှိကြ၏ထိုရွာတို့ကိုညာတိကရွာဆွေမျိုးရွာဟုဆိုလိုလျက်ညာအခရာကို နာအခရာပြု၍နာတိကယွာဟု၍ခေါ်ဆို၏ထိုနာတိကယွာနှစ်ယွာရှိသည်အနံတယွာ၌အိုကြောင်းတော်ဝဲဘုရားရှင်သတင်းသုံးနေတော်မူလေနေတော်မူသည်တွင်ပဲ့ဇာမဏနံပါတ်192ထိုအခါအရှင်အာနန္ဒမထေရဒီမြတ်စွာဘုရားရှင်ထံတော်မောက်သို့တွားရောက်မင်းမြန်လျှောက်ထားသည်မှာမြတ်စွာဘုရားနာတိကယွာ၌ တာလမြည်သောယဟန်သည်စုတည်သွားပါ၏ထိုယဟန်၏လာရာဂတိကအဘေပါနီတမလွန်ဘဝကအဘေပါနီမြတ်စွာဘုရားနာတိကယွာနနန္ဒာမြည်သောယဟန်မိမ့်မသည်စုတည်သွားပါ၏ထိုယဟန်မိမ့်မ၏လာရာဂတိကအဘေပါနီတမလွန်ဘဝကအဘေပါနီမြတ်စွာဘုရားနာတိကယွာနသူတ္တတမြည်သောဥပါဒကတိစုတည်သွားပါ၏ ထုဘာသကာဤလာယာဂတိကဘေဘာနိတံပလွန်ဘဝကဘေဘာနိမြတ်စွာဘုရားနာတိကယွာ၌သူဇာတာမြည်တော့ဥပါတိကာမတိစုတည်သွားပါ၏ထုဘာတိကာမဤလာယာဂတိကဘေဘာနိတံပလွန်ဘဝကဘေဘာနိမြတ်စွာဘုရားနာတိကယွာ၌ကုတ်ကုဒမြည်တော့ဥပါတကာတိပေယလကာလိန်ဘမြည်တော့ဥပါတကာတိပေယလ နိခဒမြည်သော ဥပါဒကတိပေယာလကတိတဟမြည်သောဥပါဒကတိပေယာလဒုဋ္ဌမြည်သောဥပါဒကတိပေယာလတန်ဒုဋ္ဌမြည်သောဥပါဒကတိပေယာလဗဒ္ဓမြည်သောဥပါဒကတိပေယာလဒုဗဒ္ဓမြည်သောဥပါဒကတိစုတည်သွားပါ၏ဒုဥပါဒကဤလာယာဂရိကအဘေဘာနိတမလောဘွားကအဘေဘာနိဤကဲ့သို့မေးမြန်းလျှောက်ထားလီသူအခမြတ်စွာဘုရား အစဉ်အတိုင်းဖြေကြတော်မူသည်မှာစာမျက်နှာနံပါတ်293ခြေသားအနန္ဒာပါလမြည်သောယဟန်သည်အာတော်တရားတို့ကိုကုံခြင်းကြောင့်အာတော်ကင်းသောကိလေသာမှလွတ်မြောက်သည့်အရဟတဖို့တမာတိနှင့်အရဟတဖို့ပညာကိုယခုဘဝ၌ပင်ထူးသောဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုလျက်ရောက်၍နေသောယဟန္တာပေသည်ခြေသားအနန္ဒာ နာရမီသောယဟမိမသည် အောက်ကာမဘုံ၌ပဋိသင်္တိနေခြင်းအဖို့ရှိသည်ဩဓံဘာဂိယတန်ရောက်စဉ်၅မျိုးတို့အကျွဲ့မဲ့ကုံချင်းကြောင့်မြမဘုံ၌ဥပါပပဋိသင်္တိနေ၍ထိုဘုံ၌သာလျှင်ပြိဋိဘံပြုလိမ့်မည်ထိုဘုံမှ အောက်ကာမဘုံတို့ ပြန်နေခြင်းသဘောမရှိသော အနာဂံအရိယာပေသည် ခြေတာအာနန္ဒာသူရတအမိသောဥပါဒကာတိတက္ကာယဒိဋ္ဌိဝိစီကိစ္စာတီလာတပတီလာတီလာပတဗရမာတတိဟူသောတန်ရောစေအနောင်ဖွဲ့၃မျိုးတို့အကျွင်းမဲ့ဂုံတိပြင်တက်မရှင်ယာက အမျက်ထွက်ခြင်းဒေါသတွေဝေခြင်းမောဟတို့ခေါင်းပါလှခြင်းကြောင့်ထိုလူပြေတို့တစ်ကြိမ်သာပြိတန် နေလာ၍စင်ရဲ့ဤအဆုံးကိုပြုလိုက်မိဖြစ်သော တဂါရကအရိယာပေတိခြေသာအနန္တသူဇာတာမြည်သောဥပါတိကာမတိတက္ကာယဒိဋ္ဌိဝိသိကိစ္စသီလတပ္ပသီလပတ္တဗရာမာတဒီဟုသောတယောဇေအနောက်ဘက်၃မျိုးတို့အကျွင်းမဲ့ကုံချင်းကြောင့်အဘယ်သို့ကြာရောက်ခြင်းသဘော အလင်းမရှိသောကိန်းသည်မြဲသော အထက်မှ၃ပါးလင်နောက်ဆုံးလာရောက်ရာရှိသောသောတာပန်အရိယာဖြစ်ပေသည်သမဏနာနံပါတ်294 ခြေသာအနန္ဒာကုကုဒအမိတော်ဥပါဒကာတိဘေယာလကာလိမ္မအမိတော်ဥပါဒကာတိဘေယာလနာတကအမိတော်ဥပါဒကာတိဘေယာလကတိတဟအမိတော်ဥပါဒကာတိဘေယာလဒုဋ္ဌအမိတော်ဥပါဒကာတိဘေယာလတန်ဒုဋ္ဌအမိတော်ဥပါဒကာတိဘေယာလဗဒ္ဒအမိတော်ဥပါဒကာတိဘေယာလ ဒုဗရအမိတော်ဥပါဒကတိအောက်ကာမဘုံ၌ပြိတန်တွေတည်နေခြင်းအဖို့ရှိသည် အောက်ကာမဘုံ၌ပြိတန်တွေတည်နေခြင်းအဖို့ရှိသည်အောဒံဘာဂိယတန်ဟုတ်ရင်၅မျိုးတို့အကျွင်းမဲ့ကုံခြင်းကြောင့်ဗြမဘုံ၌ဥပပပြိတန်တွေနေ၍ထိုဘုံ၌သာလျှင်ပြိနိဗ္ဗာန်ပြုလိမ့်မည်ထိုဘုံမှ အောက်ကာမဘုံသို့ပြန်နေခြင်းသဘောမရှိသောအနာဂံအရိယာပေသည်ချက်သားအနန္တာ နာတိကယောမစုတွေသွားကြသောဥပါဒကငါးချိတ်ကျော်တို့သည် အောက်ကာမဘုံ၌ပရိသန်တွေတည်နေခြင်းအဖို့ရှိသည်ဩရံဘာဂိယတန်ရောတဲ့ငါးမျိုးတို့အကျဉ်းမဲ့ကုံချင်းကြောင့်ဓမ္မဘုံ၌ဥပပပရိသန်တွေနေ၍ထိုဘုံ၌သာလင်ပြိနိဗ္ဗာန်ပြုလိမ့်မည်အောက်ကာမဘုံတို့ပြန်နေခြင်းသဘောမရှိသောအနာဂတ်ရာတို့ပေသည်ချစ်တာအာနန္ဒာ နာတိကရောမစုတွေသွားကြတော့ဥပါဒကကိုးကျိတ်ကျော်တို့သည်တက္ကရာတိတိဝိစိကိ္ခာတီလတီလပဒပတီလပဒပရမာတဒီဟူသောတီလပဒပရမာတဒီဟူသောတန်ရောစဉ်အနောက်ဘက်၃မျိုးတို့အကျွမ်းမဲ့ဂုံတိပြင်တက်မှတ်ခြင်းယာကအမျက်တော်ခြင်းဒေါသတွေဝေခြင်းမောဟတို့ခေါင်းပါလာခြင်းကြောင့်ဤလူပြေတို့ဒကြိမ်သာပရိသန်၏အနေလာ၍စိရည်အဆုံးကိုပြုလိုက်မည်ဖြစ်သော တဂါရကအရိယာတို့ပီသည်သမဏနံပါတ်295ခြေတအာနန္ဒာနာတိကယောမစုတွေသွားကြတော့ဥပါဒက၅ချိတ်ကျော်တို့သည်တဂါယဒိဋ္ဌိဝိသိကိစ္စသီလပဒပရာမာတာတိဟူသောတန်ရောက်စဉ်အနောင်ဘက်၃မျိုးတို့အကျွင့်မဲ့ကုံချင်းကြအဘေတို့ကြောက်ရောက်ခြင်းသဘောအလင်းမရှိသောကိင္တိမြဲသောအထက်မှ၃ပါးလင် နောက်ဆုံး၅ရာရှိသောသောတာပန်အရိယာတို့ပေသည် ဓမ္မဒါသဓမ္မပရိယာယညီမြခြင်းကြီးမုံတရားကို ဟောတော်မူခြင်းခြေသာအနန္ဒာဤတေသွာသူတို့ခြေသာအနန္ဒာဤတေသွာသူဤလာယာဂတိနေတမလွန်ဘဝအကြောင်းအရာကို ပြောကြားမှုသည်တရားနှင့်ပြည့်စုံသူတိုင်းကိုယ်တိုင်ပင်ပြုလုပ်နိုင်သော အမှုဖြစ်၍ဘုရားရှင်ကိုယ်တိုင်ဆောင်ရွက်ရလောက်အောင်ခက်ခဲသော အံ့ဖွယ်အထူးဆန်းမဟုတ်ချစ်သားအနန္ဒာလူတွေတိုင်းတွေတိုင်းပြန်မြတ်စွာဘုရားသူချင့်ခဲ့၍ဤအကြောင်းအရာကိုမေးမြန်းနေကြလျင်မြတ်စွာဘုရားအပင်ပန်းစေယုံမြတာဖြစ်ရ၏ချစ်သားအနန္ဒာတို့ဖြစ်ရကအကျင့်ကျေးမုံတရားနှင့်ပြည့်စုံသောအရိယတာဝကသည် ပြောကြားလိုပါမူငါသည်ငရေကတိကုံပြီးသူဖြစ်၏ တရိษံဂတိကုံပြီးသူဖြစ်တိတ်တာဂတိကုံပြီးသူဖြစ်ជីវာချမ်းသာခြင်းကင်းရာဒုက္ခဤမိခိုးရာဖယူပရဲ့ပြိုကွဲပြည့်စည်၍ကြာရောက်ရာအပါယဂတိကုံပြီးသူဖြစ်ငါသည်သောတာပန်ဖြစ်ပြီးပြည့်စည်ကြာရောက်ခြင်းသဘောမရှိပြီးကိန်းတည်မြဲသူဖြစ်လီပြီးအထမတ်၃ပါးလေနောက်ဆုံးလာရာ လားရာရောက်ရာရှိသူ ဖြစ်လေပြီဟုမိမိကိုယ်တိုင်ပင်မိမိအကြောင်းကို ပြောကြားနိုင်ပြီ ထိုချင်းမုံတရားမြည်သည်ထိုချင်းမုံတရားမြည်သောဒေသနာတော်ကိုဟောကြားပြရန်ချက်သားအာနန္ဒာချင်းမုံတရားမြည်သောထိုဒေသနာကအဘယ်နည်းသမဏနာမ296ချက်သားအာနန္ဒာဤသာသနာတော်၌ အရိယတာဝကငါဖျားဤတပိသတပိမသည်ထိုမြတ်စွာဘုရားသည်ဤသို့ဤသို့သောအကြောင်းကြောင့်အရဟံဂုံနှင့်ပြည့်စုံတော်မူပါ၏ဗမာတံဗုဒ္ဓဂုံဝိဇာစရဏတံပန္နဂုံသူကတဂုံလောကဝိရူဂုံအနုတ္တရပူရိသဓမ္မတာရတိဂုံတထာဒေဝမနုဿာနံဂုံဗုဒ္ဓဂုံဘဂဝါဂုံနှင့် ပြည့်စုံတော်မူပါ၏ဟုဖရာမြတ်စွာရတနာ၌ကျေးဇူးဂုံတို့ကိုဉာဏ်ဖြင့်တတ်ဝင် တွေ့မြင်သိရှိကမတုံမလုံးကြည်ညိုခြင်းနှင့်ပြည့်စုံ၏ဤကနံပါတ်၁မြတ်စွာဘုရားဟောကြားသောတရားတော်သည် အပြည့်ကင်းကွာ ကောင်းစွာဟောကြားသည်ဖြင့်သက္ခာတ္တဂုံနှင့်ပြည့်စုံပါ၏မြတ်မောဘဝ အကျိုးရနိုင်သဖြင့်တန်ဓိဋ္ဌိကဂုံနှင့်လည်းပြည့်စုံပါပေ၏အခမလင်အကျိုးပေးတတ်သဖြင့်အကာလိကအကာလိကဂုံနှင့်လည်းပြည့်စုံပါပေ၏လာလဲရှုလဲကြည်ကြံလဲဟုဖိတ်ခေါ်ကပြတ်ထိုက်သဖြင့်အေဟိပတိကဂုံနှင့်လည်းပြည့်စုံပါပေ၏မိမိကိုယ်တဲ့စိတ်ထဲ၌ ဆောင်ယူသွင်းထားထိုက်သည်ဖြင့်ဩပနေယိကဂုံနေလည်းပြည့်စုံပါ၏အရိယာပညာရှိတို့အရိယာပညာရှိတို့သာကိုစီကိုငါသိနိုင်ခံစားနိုင်သည်ဖြင့်ပစ္စတံဝေဒီတပဂုံနေလည်းပြည့်စုံပါ၏ဟုတရားရဏာ၌ ကျေးဇူးဂုံတို့ကိုဉာဏ်ဖြင့်တတ်ဝင် တွေ့မြင်သိရှိကမတုံမလုံကြီးညိုခြင်းနှင့်ပြည့်စုံ၏။ဤကနံပါတ်1ဇာမဏနံပါတ်290မြတ်စွာဘုရား၏တပိသသာဝကတန်ဃာတော်သည်အရိတိလအရိစိတ်တအရိပညာသိခာသုံးရည်ဒီဟုသောအလွန်ကောင်းမြတ်သည့်ပရိပတ်ဂုံအလွန်ပြောင်းမတ်သည့်ပရိပတ်ဂုံ အလွန်သိမြက်သည့်ပြိပတ်ကောင်ယိုသေးလေးစားအပ်သည့်ပြိပတ်ကောင်ဤအကြောင်းဖြစ်သောဂုံကျေးဇူး၄ပါးတို့နှင့်ပြည့်စုံသည့်အပြင်အစုံအားဖြင့်၄စုံပုဂ္ဂိုလ်အားဖြင့်ရှင်ပအရေးအတွက်ရှိသောထိုမြတ်စွာဘုရား၏တပိသတာဝကတန်ဃာတော်သည်အယဝိမဆောင်းလာ၍တော်လဲ ဘေလူပူဇော်ရန်တိုက်တန်သောဂုံဧသည်တို့အတွက်စီမံထားသောဝုထုကိုတော်လဲခွေသာခွေမေဖြင့်ဧသည်ကိုခိတ္တဆိုင်ထား၍ဘေလူပူဇော်ရန်ထိုက်တန်သောဂုံတမလွန်အတွက်ရည်မြော်သောအလူကိုခံယူထိုက်သောဂုံလက်အုပ်ချီမို့ရှ िख ိုးထိုက်သောဂုံ တတဝအပေါင်းတို့ဤကောင်းမှုပြုရန်အမျက်ဆုံးသောလယ်မြေတပွဲဖြစ်သောဂုံဤအကျိုးဂုံ၅ပါးတို့နှင့်ပြည့်စုံတော်မူပါ၏ဟုတန်ခါယရနာနခြေရုဂုံတို့ကိုဉာဏ်ဖြင့်တတ်ဝင်တွေ့မြင်သိရှိကာမတုံမလုံကြီးညိုခြင်းနှင့်ပြည့်စုံ၏ဤကနံပါတ်3တဏှာဤကျွံအဖြစ်မှာ ကျွလို့စေတက်ကုံတော့ပညာရှိတို့ချီးမွားအပ်ကုံတော့မာယွန်းစွာမသုံးသက်အပ်ကုံတော့တမာတိကိုဖြစ်စေတက်ကုံတော့မကြိုးမပေါက်မကြားမပြောက်ကုံတော့အရိယာတို့မျက်နှိုးအပ်သည့်သီလတို့နဲ့ပြည့်စုံ၏ဤကနံပါတ်၄ချက်သားအာနန္ဒာအကျေဆိုအပ်ပြည့်သည့်ခြေမုံတရား၄ပါးနှင့်ပြည့်စုံသောအရိယာတာဝကသည် ြောကြအရိယတာဝကသည် ပြောကြလိုပါမူငါသည်ငရေကတိကုံပြီးသူဖြစ်၏တရိစ္ဆန်ကတိကုံပြီးသူဖြစ်ပြိဒါကတိကုံပြီးသူဖြစ်၏ជីវာချမ်းသာခြင်းကင်းရာဒုက္ခ၏မိယာဖယောဘယေပြူကွဲ့ပြက်စီး၍ကြားရောက်ရာအပါယကတိကုံပြီးသူဖြစ်၏သမဏနာနံပါတ်298ငါသည်သောတာပန်ဖြစ်ပြီး ပျက်စီးကြောက်ရောက်ခြင်းသဘောမရှိပြီကိမ့်သည်မြဲသူဖြစ်လေပြီအထက်မှသုံးပါးလေနောက်ဆုံးလာရောက်ရာရှိသူဖြစ်လေပြီဟုမိမိကိုယ်တိုင်ပဲမိမိအကြောင်းကိုပြောကြားနိုင်ပြီကြီးမုံတရားမြည်သည်ထိုဒေသနာကကြီးမုံတရားမြည်သောထိုဒေသနာကဤဒီပင်ဒီဟုမိန်တော်မူ၏မြတ်စွာဘုရားရှင်သည်ထိုနာတိကရွာအုံเจ้าတော်၌နေတော်မူစဉ်လဲ ရှေ့ဖို့ပြရပါအတိုင်းပြိဋိဘံစံလုံးတော်မူရန်အချိန်နီးကပ်လာပြီဖြစ်သောကြောင့်ယန်းတို့ကိုဆုံးမတော်မူလက်သည်ရှိသောဤဆိုလက်တန်တော်တရားစကားကိုသာယန်းတို့ဟာချိန်ဖန်များစွာဟောကြားတော်မူ၏ဤကသီလသည်ဤကသမာဓိသည်ဤကပညာသည်သီလ၌ဒီ၍ပြည့်စည်ရသောတမာတိသည်များသောအကျိုးအာနိသင်ရှိ ။တမာရိနိုင်တီ၍ဖြစ်စေအပ်သောပညာသည် များသောအကျိုးအာနိသင်ရှိ။ပညာ၌တီ၍ဖြစ်စေအပ်သောစိတ်သည်ကာမတဝဘဝတဝအဝိဇ္ဇာတဝသည်ဟူသောအာသောတရားတို့မှအယိတ်အမျက်များမကြံရအောင်ကောင်းစွာပင်လင်လွန်မြောက်၏ဟုဤတရားစကားကိုသာကျိန်ပန်များစွာဟောကြားတော်မူ၏။